ဟုတ်ကဲ့အားလုံးမင်္ဂလာပါဒီဘူဖြစ်ပါတယ်ဟိုထဲမှာသာစကားကျူဆူပါနော်ဒီနေ့မှလည်းခါတိုင်းလိုပဲထိုင်းစကားလေးကိုခုံးကိုကျွန်တော်လာပြီးတော့ share ပြတာဖြစ်ပါတယ်အဲဘာလို့ပါလဲဆိုတော့ပုံလင်းနဲ့ကျွန်တော်နံပါတ်လေးနဲ့ကျွန်တော်တခါတည်းရေးပြတာဖြစ်ပါတယ် okay ဆာမယ်အဲဘာလို့ပါလဲဆိုတော့ okay နံပါတ်1မှာပေါ့နော်နံပါတ်1မှာကျွန်တော်အကုန်လုံးရေးပြတာနော်ထိုင်းစာပြီးတော့အာထိုင်းတန်ထွက်ကိုအင်္ဂလိပ်စာ ပြီးတော့မြန်မာအတိတ်ပဲပြီးတော့မြန်မာစာနဲ့ထိမ့်တန်အတွက်ကိုကြိုးစားပြီးတော့ကျွန်တော်ရေးပြထားရှိပါတယ်နော်ကြည်ပါအောက်အောက်ဆုံးမှာပါထိမ့်တန်အတွက် okay အဲ့ဒါပါလဲဆိုတော့ဒါဘလောက်လဲပေါ့နော်နံပါတ်1မှာနံပါတ်1မှာဒါဘလောက်လဲဆိုတော့ဘယ်လိုပြောမလဲဒီဥစ္စာဘလောက်လဲပေါ့နော်သူရဲ့အတိတ်ပဲဒါဘလောက်လဲတမဟုတ်ဒီဥစ္စာဒီအရာဘလောက်လဲဆိုတဲ့စကားဖြစ်ပါတယ် okay အဲ့ဒါဘယ်လိုပြောလဲဆိုတော့အနည်း อันนี้ราคาเท่าไหร่เนาะอุปมานี้เนี่ยပြောမှာဆိုอันนี้ဆိုတာယောက်စာပေါ့เนาะဒီရာယောက်စာဒီရာဒီဟာဆိုလို့ရှိရင်อันนี้ อ่ယောက်စာဒီရာဒီဟာပေါ့เนาะราคาဆိုတာဈေးနှုန်းเท่าไหร่ဆိုတာဘယ်လောက်လဲပေါ့เนาะอันนี้ราคาเท่าไหร่ဆိုလို့ရှိရင်ဒါပေါ့เนาะဘယ်ဈေးလဲသမုဒ္ဒဘယ်လောက်လဲပေါ့เนาะအဲ့လိုမျိုးမြန်မာအဓိပ္ပာယ်နဲ့ဆိုလို့ရှိရင်ဒါပဲဈေးလဲ မုဒ္ဒါဘလောက်လဲအဲ့လိုမျိုးပေါ့နော်သူရဲ့အိပြအဲ့လိုဖြစ်ပါတယ်နံပါတ်1မှာကျွန်တော်တခါကြီးရေးပြထားရှိပါတယ်နော်ဟိုမှာဒါဘလောက်လဲပေါ့နော်ဒါဘလောက်လဲတေယောဇတိယဘယ်စီလဲအဲ့လိုမျိုးပေါ့နော်အနိရာခာတောက်ရိုင်းဂိုင်းပြတော့ပြောလို့ရတယ်နော်အဲ့လိုလဲမေးလို့ရတယ်လို့ဥပမာအနေနဲ့ကွာအော်အေးဆိုလို့ရှိရင်ပေါ့နော်အင်းပတိပေါ့နော်ပတိရာခာတောက်ရိုင်း ပက်စီလာခါထောင်းလိုက်ဆိုပက်စီကဘဇီလေပေါ့နော်အဲဒီလိုမျိုးဒီပဲရှိပါတယ်ဘောပေါ့မလို့တင်ပါတယ်နော်ဝတ်တာဆိုလဲဝတ်တာချက်တာဆိုလဲချက်တာပေါ့နော်ထိပ်ပြီးတော့အနီးဆိုတဲ့နေရာမှာပက်စီဆိုလို့ရှိရင်ပက်စီပေါ့နော်တမဟောဝတ်တာဆိုလဲဝတ်တာချက်တာဆိုလဲချက်တာအဲ့ဒါလေးကိုထိပ်ပြီးတော့ပြောပြပေါ့နော်ဥမာကိုင်ရခါထောင်းလိုက်ဆိုလို့ရှိရင်ချက်ကဘဇီလေပေါ့နော်အဲ့လို အဲ့လိုမျိုးဖြစ်သွားမယ်ဥပမာ planning planning ราคาเท่าไหร่ဆိုလို့ရှိရင် planning ဆိုလို့ရှိရင်တော့ဘာလဲဘာငါလဲဆိုတော့ Slavia ငါပေါ့เนาะအဲ့ဒါ planning ဆိုလို့ခေါ်တယ် Slavia ငါပေါ့เนาะ planning ราคาเท่าไหร่ဆိုလို့ရှိရင်ဒီ Slavia ငါကဘယ်ဈေးလဲပေါ့เนาะအဲ့လိုဒီပဲရှိပါတယ်သဘောပေါက်မလို့ထင်ပါရဲ့เนาะအန်နံပါတ်1မှာအန်နီราคาเท่าไหร่ဒီဥစ္စာဒီယာဒီဟာ ဘလောက်လဲတမောဘယ်စီလဲပေါ့နော်အဲ့လိုတိပဲဖြစ်ပါတယ်။ Okay နံပါတ်2ကိုသွားမယ်။နံပါတ်2မှာကြာတော့ဘလူးလဲဆိုတော့နည်းနည်းဈေးကြီးတယ်ပေါ့နော်။ရှော်လို့ရလား။ပြောမစို့ဈေးစစ်တာ။ဈေးစစ်တဲ့စကားဖြစ်ပါရင်နော်အလား။ဈေးကြီးတာကိုကြာတော့ဖန်ဖန်ဆိုတော့ဈေးကြီးတာကိုပြောတာနော်။ဖန်ပိုင်းတော့ဈေးကြီးသွားတယ်။အဲ့လိုတိပဲပေါ့နော်။ဖန်ပိုင်နိုင်ဆိုလို့ရှိရင်ဈေးကြီးသွားတယ်လော့ဒိုင်းမိုင်း လော့ဒိုင်မိုင်းရှော့ပီလို့ရလားလော့ဆိုတာရှော့တာပြောတာနော်ဖန်ပိုင်နိုင်ဆိုတာစီးကြီးသွားတယ်လော့ဒိုင်မိုင်းရှော့ပီလို့ရလားရှော့လို့ရလားပေါ့နော်ဖန်ပိုင်နိုင်လော့ဒိုင်မိုင်းแพงไปหน่อยเนเนซิจี้ตัวได้ป่ะเนาะลดได้มั้ยซิช็อปไปรู้ยาล่ะไอ้โหลดิไปไปเนาะดันแต่แม้2มาไปแต่คราวนี้ยีปี้ท้ายเนาะ ထိုင်းစာအပြီးတော့ထိုင်းရန်တန်ထွက်ကိုကျူစာပြီးတော့ရေးပြထားတယ်အင်္ဂလိပ်စာနဲ့မြန်မာစာနဲ့ရောပါနော်ပြီးတော့ဒိဗယ်လီဘာတစ်ခါလေးရေးပြထားရှိပါတယ်နံပါတ်1ပါဖန်ပိန်နိုင်လော့ဒိုင်းမိုင်ဒီကြည့်သွားဇင်းနေနဲ့ကြည့်သွားတယ်ရှော့ပြီးလို့ရလားရှော့လို့ရလားပါနော်โอเคနံပါတ်1ပြီးသွားပြီဆိုတော့နံပါတ်3သွားမယ်အမတော်ပါလဲဆိုတော့တခြားအယောင်ရှိတာဒီပြည့်အယောင်ရှိလားပေါ့နော်ဆိုလိုတဲ့အိဗ္ဗဒီပြည့်အယောင်တွေရှိသေးလားပေါ့နော်ဥပမာနော် ဒီမှာဆိုလို့ရှိရင်အကြောင်းလေးတွေရှိတယ်မလားအဲ့လိုမျိုးအကြောင်းပေါ့နော်အာဒီအကြောင်းရှိလားပေါ့နော်ဆိုလိုတဲ့ဒီပြအဲ့လိုမျိုးလေကွာမီဆိုတာရှိတာကိုပြောတာစီဆိုတာအကြောင်းကိုပြောတာအင်းမိုင်းအင်းဆိုတာဒီပြဟောက်ပြောမီစီအင်းမိုင်းနော်တန်ထွက်နေနေတော့ခက်တယ်မီစီအင်းမိုင်းဒီအကြောင်းရှိသေးလားသူရဲ့ဒီပြဒီအကြောင်းရှိသေးလားဆိုတဲ့အာအဓိပ္ပာယ်ဖြစ်ပါရင်နော်ဒီပြအကြောင်းရှိသေးလားမီစီအင်းမိုင်း တခြားយ៉ាងရှိသေးလားသို့မဟုတ်ဒီပြည့်យ៉ាងရှိသေးလားပေါ့နော်သူရဲ့အိပ်ပဲနံပါတ်3ဖြစ်ပါတယ်တခါလေးရေးပြီးထားပါတယ်နော်ကြိုးစားပြီးတော့ okay နံပါတ်4ဥသွားမယ်အာနံပါတ်၄ဥသွားမယ်နံပါတ်၄မှာကျတော့အာစမ်းလို့ရစမ်းကြည့်လို့ရလားပေါ့နော်သူရဲ့အဓိပ္ပာယ်စမ်းလို့ရလားစမ်းကြည့်လို့ရလားပေါ့နော်ဥမာဘာပဲဖြစ်ကွာဟိုကိုကနိုင်ပြောနိုင်ထားပါစို့နိုင်ဝင်နေအဲ့တော့ကွာ လောင်တိုင်းစမ်းကြည့်လို့ရလားပေါ့နော်အဲ့လိုမျိုးဝတ်ဆံလို့ရလားပေါ့နော်သူရဲ့အိပြကြစမ်းကြည့်လို့ရလားပေါ့နော်အဲ့လိုပြောမယ်ဆိုလို့ရှိရင်နံပါတ်၄မှာနော်လောင်လောင်ဆိုတာစမ်းတော့ပြောတာလောင်တိုင်းမိုင်းစမ်းကြည့်လို့ရလားတိုင်းမိုင်းဆိုတာရလားပေါ့နော်လောင်ဆိုတာစမ်းတော့ပြောတာပေါ့နော်လောင်တိုင်းမိုင်းစမ်းကြည့်လို့ရလားပေါ့နော်ဒီအိပြက တော့ပုံမလို့ထင်ပါရဲ့နော်လောင်းတိုင်းမိုင်းလောင်းလောင်းတိုင်းမိုင်းစံကြည့်လို့ရလားပေါ့နော်โอเคနံပါတ်5နံပါတ်5ကိုတော်မယ်အာနံပါတ်5မှာကြာတော့ဒါဟူယူမယ်နံပါတ်5မှာဒါဟူယူမယ်ပေါ့နော်ဥပမာနည်းရုပ်ဆောင်တော့မယ်အာအောင်ဆိုတာယူတာကိုပြောတာပေါ့နော်အန်နီဆိုတာရုပ်ဆာရုပ်ဆာဒီယာဆိုလို့ရှိရင်အန်နီ ဲ့ဒါကအာအန်နီဆိုလို့ရှိရင်ဒါကိုယူမယ်သမဟုတ်ဒီဥစ္စာကိုယူမယ်ဒီအရာကိုယူမယ်အဲ့လိုမျိုးတွေပဲဖြစ်ပါတယ်အာအန်နီဆိုလို့ရှိရင်ပေါ့နော်ခါးလေးရေးပြထားတဲ့နံပါတ်9ပေါ့နော်နံပါတ်9ပေါ့နော်ကျွန်တော်ဘီနာလေးမှာဘီနာလေးမှာကျွန်တော်စာလေးနဲ့ပြတာမယ်ခါးလေးတင်ပြတာပေါ့နော်โอเคနံပါတ်9မှာအာအန်နီဆိုလို့ရှိရင်ဒီဥစ္စာကိုယူမယ်ဒီအရာကိုယူမယ်ဒီဟာကိုယူမယ်အဲ့လိုတွေပဲဖြစ်ပါတယ်ဒါကိုယူမယ်ပေါ့နော်โอเค ံပါတ်6ကိုသွားမယ်နံပါတ်6မှာအဲ့ဒါကြတော့ပတ်စံဗမာရှင်းရမလဲပေါ့နော်သူမေးတာကောင်းတာအောင်မေးတာပေါ့နော်ပတ်စံဗမာရှင်းရမလဲပေါ့နော်အာจ่ายเงินจ่ายဆိုတော့ရှင်းပြတာကိုပြောတာเนาะเงินဆိုတာပတ်စံကိုပြောတာตรงไหนตรงไหนဆိုတော့ဘယ်နေရာလဲจ่ายเงินตรงไหนตรงไหนပေါ့เนาะကျွန်တော်တို့လွယ်လွယ်လေးပြောမှာဆိုจ่ายเงินตรงไหนจ่ายเงินဆိုတော့ပတ်စံရှင်းတာ ตรงไหนสูรุชิมเปเนียแหละจ่ายเงินตรงไหนสูรุชิมเปเนียมาเป็นสัญชาติแหละเป็นสัญเป็นมาเชียเป็นสัญเป็นมาเชียมเลยเปเนียมาเป็นสัญชาตเลยเนาะดูยังดีเปล่าจ่ายเงินตรงไหน จ่ายเงินตรงไหนเปเนียมาเป็นสัญชาตเลยเพราะผมไม่รู้ที่ไหนเนาะเออนับไปเช่าปะโอเค ံပါတ်9ကိုသွားမယ်အာနံပါတ်9မှာကျတော့8ကလေးပေးပါပါเนาะကျွန်တော်တို့ plastic 8ဒီဇီဝေးပြီးသွားလို့ရှင်ကိုကွာပစ္စည်းအများနဲ့အဲ့ရမရှိဘူးထဲဝင်မရှိတော့ဘူးကွာ8တောင်းမယ်8တောင်းမယ်ကွာ okay တောင်း blue ပြောလဲဆိုတော့တန်ထွက်လေးကျွန်တော်တခါရေးပြရအောင်ခေါ်ခေါ်ဆိုတော့တောင်းတော့ဘောเนาะထုံဆိုတော့အဲ့ကိုပြောတာ noise ဆိုတော့နည်းနည်းခေါ်ထုံ noise ဆိုရှင် အိတ်ကလေးပေးပါသမို့အိတ်ကလေးနဲ့နဲ့ပေါ့နော်အိတ်ကလေးနဲ့နဲ့ဆိုရင်အိတ်တောင်းတော့ပေါ့ဗျာขอถุงหน่อยนะว่าคนนี้เนาะล่ะขอถุงหน่อยขอถุงหน่อยไอ้ลีปีบาไอ้ลีเนเน่หลอกอ่าอะไรเนี่ยตัวอดิเภทใช่ป่ะเนาะถ้านะว่าคนนี้เนาะโอเคนะว่า10ตัวมั้ยนะว่า10มาจ้ะတော့อ๋อ ကျွန်တော်တော့မှ M150 ဆိုတာတသက်ဖြည့်ထားတယ်အမှဒီပြည့်ရာကြီးလည်းရတယ်နော်ဒီ M150 ဆိုတာတိမပါဘောနော်အော်အချွေအဖြည့်ချွေတော့မဟုတ်ကွာအေးမဟုတ်ဘယ်နဲ့ရည်လည်းဖြစ်ကောင်းဖြစ်မယ်ပစီလည်းဖြစ်လည်းဖြစ်မှာပေါ့နော်ဥမာသူရဲ့ဒီပဲကျုပ်ပေါ့နော်တော့မဟုတ်ကျမပေါ့နော်အော် M150 ထက်ထားတဲ့အတွက် M150 ကိုရှားနေတာပါဆိုတဲ့ဒီပဲဖြစ်ပါတယ်အဲ့ဒီ M150 ကိုဒီပြည့်ရာကြီးလည်းတောင်းလို့ရတယ်နော်ဥမာ ရေဆိုလဲရေပေါ့နော်ဆဲလေးဆိုလဲဆဲလေးဘီယာဆိုလဲဘီယာပေါ့နော်အာလှကုန်ပစ္စည်းဆိုလဲလှကုန်ပစ္စည်းပေါ့နော်အဲ့ဒီမှာ chain line ပဲ okay ကျွန်တော်က m 150နဲ့ပြောမှာ okay အဲကျွန်တော်ထိုင်းတန်ထွန်းနဲ့ချက်တိချာပြောပြမယ်နော် chan chan ဆိုတာကျုပ်ယောက်ျားလေးဆိုလို့ရှိရင်ကျုပ်မိန်းကလေးဆိုလို့ရှိရင်ကျမကံလန်းမောင်းဟာရှာဖွေနေတာ เนาะชาพุยกําลังมองหาဆိုတော့ชาพุยနေတာခုအခုชาพุยနေတယ်ပေါ့เนาะတကယ်လေးပြဘာလို့ชาพุยနေတာလဲအင်း150ဆိုပြီးကျွန်တော်နောက်ဆုံးမှာထည့်ထားတယ်ฉันกําลังมองหาအင်း150 150ဆိုတာ150တယ်ပေါ့เนาะฉันกําลังมองหาအင်း m150 ပေါ့နော်အတိပယ်ကျတော့ကျုပ်ပေါ့နော် m m150 ကိုရှာနေတာရှာနေတာပါပေါ့နော်အဲ့လိုမျိုးတိပယ်ရှိပါတယ် ပြောမစိုးက0ရတာဈေးဆိုင်သွားတယ်ဘိုက်ရှာနေလဲပေါ့နော်ကိုကအင်ဒီယာ50ကိုရှာနေတာဆိုတော့ကိုပြောလိုက်တာအာတော့မဟုတ်ပေါ့နော်ဟွပပစီပစီနဲ့တော့မယ်အင်ဒီယာ50မတော့မယ်လေပစီကိုတော့မယ်ဟိုฉันกําลังมองหาเป๊ปซี่ฉันจบบ่เนาะจะมาตมหอจบบ่เนาะกําลังมองหาชาพุยนี่ล่ะเป๊ปซี่สมมุติว่าบ่เนาะ တုံပေါ့နော်တုံဟုတ်ကျမပေါ့နော်ပစီကိုရှာနေတာပါဒီလောက်ပဲတုံဟုတ်အာ MTN 50လို့ကျွန်တော်ရည်ထားတဲ့နေရာမှာ MTN 50ကိုဖြုတ်ပြီးတော့နာမ်နာမ်ဆိုတော့ရည်နာမ်ဆိုတော့ရည်ပေါ့နော်ฉันกําลังมองหา น้ําဆိုလို့ရှိရင်ကျွန်တော်ကျမပေါ့နော်ရည်ကိုရှာနေတာပါလောက်ပါပဲပစ္စည်းကိုချိန်လိုက်ရင်ပဲအခုချိန်လိုက်တဲ့ပစ္စည်းကိုရှာရင်ဖြစ်သွားမယ် ဘူးမကွာချီမောင်ရွေးဆိုလို့ရှိရင်ฉันกําลังมองหาใบกระเจี๊ยบใบกระเจี๊ยบဆိုချီမောင်ရုပ်ပြောတာနော်โอเคดูบ่มาลุทีมาเด้งาเลยมาลุทีมาเนาะโอเคดิอินเดีย50เนี่ยมาดิบิยาเลยตองเนี่ยเนาะกูจนกูก็ซาทูไปแล้วตะแตยีท่าล่ะ ူရှာနေတဲ့ဥပမာပေါ့ iPhone ဆိုလဲ iPhone ပေါ့နော် laptop ဆိုလဲ laptop Apple ဆိုလဲ Apple ပေါ့နော် tablet ဆိုလဲ tablet ပေါ့နော်အဲ့လိုမျိုးထည့်နော် okay ပူရှာနေတဲ့အရာကိုထည့်ပြီးတော့အောင်ပါဖြစ်ပါတယ်အိန္ဒိယ50ဆွဲနေရမှာနောက်တစ်ခုသွားမယ်နံပါတ်9သွားမယ်နံပါတ်9မှာပါလဲဆိုတော့ဒီထက်ကြီးတဲ့ size ရှိလားပြောမစို့အင်ဂျီပေါ့နော်အမှန်နည်းဆိုရင်အင်ဂျီပြောမှာအင်ဂျီ size ဒီထက်ကြီးတဲ့ size ရှိလားပေါ့နော်အဲ့လိုမျိုးဒီထက်ကြီးတဲ့ size ရှိလား အဲ့ဒါကို thank you နဲ့ blue ပြောမလဲဆိုတော့ me ဆိုတာရှိတာပေါ့နော်ခဏဆိုတာခဏဆိုတာအဆိုင်ဦးပြောတာပေါ့နော်ရိုက်กว่าไหมရိုက်ဆိုတော့ကြီးတာกว่าဆိုတော့ပူလို့ကြီးတာပေါ့နော်ရိုက်กว่าဆိုတော့ပူလို့ကြီးတာ mind ဆိုတာအမေစကားအကုန်လုံးပေါင်းလိုက်တော့အမေခဏရိုက်กว่า mind ဆိုလို့ရှိရင်မေခဏရိုက်กว่า mind ဆိုလို့ရှိရင်ဒီရက်ကြီးတဲ့ဒီရက်ကြီးတဲ့အဆိုင်ရှိသေးလား ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်နော်ဒီရက်ကြည့်တဲ့ site ရှိသေးလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်နော်ဒါနံပါတ်9ဖြစ်ပါတယ်သမဟုတ်မိခနာလက်กว่าဒီမှာကျတော့ကျွန်တော်ယာယီဆိုတာရေးထားလေယာယီဆိုတဲ့နေရာမှာလက်ဆိုတာတောင်းလိုက်လို့ရှိရင်လက်ဆိုတာငဲတာကိုပြောတယ်ပြောတာပေါ့နော်မိခနာလက်กว่าမိုင်းဆိုလို့ရှိရင်ဒီတက်ငဲတဲ့ရ ငယ်တဲ့ဟာရှိလာပါတော့အဲ့လိုဖြစ်သွားမယ်မိခနာလေးกว่าမိုက်ဆိုလို့ရှိရင်ဒီတဲ့ဒီတဲ့ငယ်တဲ့ဆိုင်ရှိလာအဲ့လိုဒီပဲဖြစ်သွားမယ်ကိုယ်ကယာရီဆိုတော့ကြီးတော့ပြောထားတဲ့အတွက်မီခနယာယီกว่าမိုက်ဆိုလို့ရှိရင်ဒီတဲ့ကြီးတဲ့ size ရှိလားပေါ့နော်အဲ့လိုဖြစ်သွားမယ်အဒီယာယီဆိုတဲ့နေရာမှာ leg ဆိုတာထည့်လိုက်လို့ရှိရင်ငဲတာဖြစ်သွားမယ်နော်သဘောပေါက်မှလို့ထင်ပါတယ် okay ပတ်ချက်လေးကတော့ ညမတန်ထွန်းနဲ့ရေးပီးထားတာရေးရေးပီးတာကအတိအကျမဖြစ်နိုင်ပါဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ကကျွန်တော်ကိုယ်တိုင်ပြောပြီးတော့တန်သွင်းပြီးတော့ပြောပြတာနော်စာနဲ့ဆိုလို့ရှိရင်ကျွန်တော်မြန်မာစာနဲ့ရေးတာတန်ထုပ်ရေးလို့စင်ပြူအဲ့ဒါကြောင့်တစ်ခါတည်းပြောပြပေးတယ်အဲ့ဒီမှာစာလေးနဲ့နံပါတ်၄နဲ့ကျွန်တော်ကိုယ်တိုင်လည်းပြောပြပို့လို့ရှင်းသွားအောင်နော်โอเคထိုင်းတန်ထွက်ကမြန်မာတန်ထွက်တွေနဲ့အနည်းငယ် ွေပြားနိုင်ပါတယ်အနေငယ်မို့တအားယူကွေပြားတာနော်โอเคတန်ထွတ်တူကိုပို့ပြီးတော့တိကျစွာသိရှိလိုပါက YouTube တွေမှာပေါ့နော်လိုက်ရှာကြည့် YouTube တွေမှာထိုင်စကားတင်ပြတဲ့အရာရှိပါတယ်အများကြီးရှိပါတယ်ရုပ်ရှင်တိုင်းလည်းရှိတယ်အဓိကအကောင်းဆုံးကရုပ်ရှင်ကအကောင်းဆုံးပဲနော်အတုံးမဟောင်းကျွန်တော်ဘူဘူထိုင်းလန်ကွေးဆူဆူဘလော့ YouTube မှာရှာ ဘောနောအရှာလိုက်ကျွန်တော် channel ပေါ်လာလိမ့်မယ်တော့မဟုတ်ထိုင်းစကပြောဗီဒီယိုများဆိုတော့အရှာလို့လည်းရတယ်မပေါ်လာလိမ့်မယ်သူများကြီးတင်ထားတာရောကျွန်တော်တင်ထားရောဘောနောအဲ့မှာအများကြီးပေါ်လာလိမ့်အဲ့ဒီမှာဝင်လေးလာလို့ရပါတယ်အဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်စီမံဝင်လေးလာလို့ရနော်အဆင်ပြေတယ်ဆိုလို့ရှိရင် follow လေးနဲ့အားပေးပါလို့ပြောချင်ပါတယ်နော်အဆင်ပြေမလို့ယုံကြည်ပါရအောင် thank you ပါရှိရှက်ขอบคุณครับขอบคุณครับสวัสดีจุติมาเด้อ Bye-bye. Lecturekan nombor tu email.